စက်တက်လပိုင်းမှာတထေးဖြစ်ကိန်းရှိတဲ့နေနန်ဒီထီချဲပေါက်ကိန်းရှိတဲ့နေနန်ဒီအကြောင်းကိုဆရာထူးမြောင်ကနေပြီးတော့အခုပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာတို့အခုဆိုရင်စက်တက်လပိုင်းကိုရောက်ရှိတော့မှာဖြစ်ပါတယ်။ဆရာတို့စက်တက်လပိုင်းဆိုတာကစတမီငိမ့်စီတဲ့လလို့လည်းခေါ်ပါတယ်။အဲ့တော့ဆရာအခုပြောပြသွားမယ့်နေနန်ဒီဟာတလာပိုင်းကနေပြီးတော့2025ခုနှစ်တလာပိုင်းကနေပြီးတော့10လပိုင်းအထိမှာ အပူတော့ကတွေများနေရင်တော့မှစတလပိုင်းနဲ့ရောက်လာပြီဆိုရင်အပူတော့ကတွေငိမ့်အေးလာလိမ့်မယ်အေဂျင့်မှုတွေရရှိလာလိမ့်မယ်စတမီငိမ့်လာပါလိမ့်မယ်ဆိုတာကိုဆရာကပြောချင်ပါတယ်နော်ဆရာတို့လူတိုင်းလူတိုင်းမှာအခြေရေးအိမ်ဆောင်ရေးစီးပွားရေးလူမှုရေးပညာရေးကျန်းမာရေးနော်ငွေကြေးအတွက်အခက်ခဲတွေအပူတော့ကတွေများစွာရှိပါတယ်တချို့ဆိုအခြေရေးအပူတော့ကရှိတယ်တချို့ဆိုအိမ်ဆောင်ရေးအပူတော့ကရှိတယ်တချို့ဆိုရင် ဝေးကြီးနဲ့ပတ်သက်ပြီးအပူတော့ကတွေရှိတယ်အဲ့လိုအပူတော့ကတွေမှန်သမျှကတလပိုင်းကနေ10လပိုင်းအထိမှာကျန်ခဲ့ပြီးတော့17လပိုင်း17မီငိမ့်နေတဲ့ကာလာလေးရောက်ရင်ဒီအပူတော့ကတွေအားလုံးပပျောက်သွားလိမ့်မယ်ငိမ့်အေးလာလိမ့်မယ်เนาะအကုန်လုံးအဆင်ပြေလာလိမ့်မယ်ဥမာရှိတဲ့အခက်ခဲတွေအားလုံးလည်းပြေလည်လာလိမ့်မယ်ထီစုကြီးချဲစုကြီးပေါက်လာလိမ့်မယ်ကံစမ်းမဲစုကြီးပေါက်လာလိမ့်မယ်เนาะငွေအလုံးရင်းဝင်လာလိမ့်မယ်စီးပွားရေးတွေတဟုန်တို့တစ်ချိန်တို့ တိုးတက်လာလိမ့်မယ်အလုတ်ကင်တွေအဆင်ပြေလာလိမ့်မယ်အယောင်းဝဲတွေအယမ်းကောင်းလာလိမ့်မယ်အကျွေးတွေရှိရင်တော့အကျွေးတွေအကုန်လုံးကျေသွားမယ်လလို့ပြောလို့ရတယ်ဆက်တက်လာပိုင်းအကြောင်းကိုဆရာကပြောပြသွားမှာဖြစ်ပါတယ်ဆက်တက်လာပိုင်းမှာဆရာခုပြောပြသွားမယ်နိနဲ့၅ခုပါဆိုရင်စတမီငိမ့်စီတယ်တထင်းဖြစ်မဲ့เนาะယတနာဘုံเนาะဖြစ်နေတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်เนาะဒီထီစုကြီးချဲစုကြီးတွေပါပေါက်မဲ့နိနဲ့၅ခုကိုဆရာကเนาะပြောပြပေးသွားမှာဖြစ်ပါတယ် နော်အရန်ချမ်းသာအောင်မြင်မဲ့ဇာတာတွင်တဲ့ကိုဆရာတို့ရောက်ရှိလာမဲ့နေ့နဲ့၅ခုပါဆိုရင်တနင်းကနွေနော်ဆရာခုပြပြသွားမဲ့တနင်းကနွေအင်ကာဗုဒ္ဓဟူတောက်ကြကြာတာပရိဒီနေ့နဲ့၅ခုပါဆိုရင်စတက်လပိုင်းထဲမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်တထေးဖြစ်မဲ့ကိန်းရှိတယ်စီဝါရေးတွေတဟုန်တို့တိုးတက်လာမယ်လုပ်ငန်းအသစ်တွေလုပ်ရင်အောင်မြင်မယ် လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေပို့ပြီးတော့အဆင်ပြေလာမယ်အယောင်းဝယ်တွေအရန်ကောင်းလာမယ်ကိုယ့်ကိုကူညီစောင့်ရှောက်မဲ့သူတွေအများကြီးပေါ်လာမယ်မိတ်ကောင်းဆွေကောင်းတွေလည်းအများကြီးပေါ်လာမယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ဒီငွေကိုအစုလိုက်အပြုံလိုက်အလုံးလိုက်အရင်လိုက်ကိုဝင်ငင်းရှိပါတယ်အဲ့တော့ဒီနေ့နဲ့၅ခုပါဆိုရင်၁၇လပိုင်းမှာကံအကောင်းဆုံးနေ့နဲ့၅ခုလို့ဆရာတို့ပြောလို့ရပါတယ်ဒီနေ့နဲ့နေရာ၁၇လပိုင်းမှာ စတမီလဲငိမ့်မှာဖြစ်တဲ့အတွက်ကို့မှာရှိတဲ့အပူတော့ကတွေတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟိုစတလပိုင်းနဲ့ရောက်တာနဲ့အပူတော့ကတွေငိမ့်ညမ်းလာလိမ့်မယ်အေဂျင့်မှုတွေကိုရရှိလာလိမ့်မယ်ကိုဘာပဲလှုပ်လှုပ်အခက်ခဲမရှိဘဲနဲ့အဆင်ပြေမှုတွေကိုခံစားပြီးတော့အဆင်ပြေမှုတွေကိုကြုံရတော့မယ့်နေ့နဲ့၅ခုပဲဖြစ်ပါတယ်။နော်ဒီနေ့နဲ့၅ခုပါဆိုရင်စတလပိုင်းနဲ့မှာကောင်းမှုကုသိုလ်တွေများများလှုပ်တင်တယ်ဖျားတရားများများလှုပ်တင်တယ်အလူဒါနတွေများများလှုပ်တင်ပါတယ်။ ဒီနေ့ငယ်၅ခုဟာထူးထူးခြားခြားတွေ့ရတာတော့ဗောနော်အရန်ကောင်းတာတွေရှိသလိုစိုးတာလည်းတစ်ခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုရင်ကိုကနော်ဒီ line ပေါ်ဟာတွေ့ရဗောနော်ဒီအောက်လန်းတို့ဒီစိုးစိုးဝါးဝါမကောင်းတဲ့အတတ်ပညာတွေနဲ့ဒီလှုပ်ထားတဲ့နော်ယတရာပုံစံတွေကိုသွားမလှုပ်ပါနဲ့နော်ကိုကအရန်ဟိုမှာအောင်မြင်တိုးတက်မဲ့အချိန်မှာကိုကိုကိုကန်နှိမ့်သွားမဲ့အရာတွေလက်ပိတ်သွားမဲ့အရာတွေနော်လုံးဝမလှုပ်ပါနဲ့လက်ပိတ်သွားစေမဲ့အဆောင်တွေရှိရဲ့ဘေးရင်လောကမှာ လက်ပိတ်သွားမဲ့ယရိယာတွေရှိတယ်ဒီလိုမျိုးတွေလုံးဝမလုံးဖို့ဆရာပြောချင်ပါတယ်ကိုအောင်မြင်တိုးတက်တော့မဲ့အချိန်မှာမကောင်းတဲ့အရာတွေမကောင်းတဲ့စိတ်တွေเนาะမကောင်းတဲ့အဆောင်ပစ္စည်းတွေမကောင်းတဲ့ယရိယာတွေကို မလုံးဖို့ဆရာကအဓိကမှာချင်ပါတယ်လုံးချင်တယ်ဆိုရင်ဆရာအရန်အရန်ဟိုမှာစတမီငိမ့်စေပြီးတော့ထူးခြားစေတဲ့ကုသိုလ်ပြုယရိယာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီယရိယာကိုပြုလုပ်ပြီးပြီဆိုတာနဲ့ဆရာအခုပြောပြသွားမဲ့ငါးနေနဲ့ရောခုနှစ်ရက်သာသမီအားလုံးရောလုံးလို့ရပါတယ် ဒီငါဒီအခုခုနပြပြသွားတဲ့ဒီနေ့နဲ့၅ခုကဒီရရားကိုပြုလုပ်မယ်ဆိုရင်ဒီ၁၇လပိုင်းမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိရယ်တထေးဖြစ်ကိန်းရှိရယ်စီးပွားတက်ကိန်းရှိရယ်ငွေလုံးရင်းဝင်ကိန်းရှိရယ်အကျွေးကြေကိန်းရှိရယ်အရောင်းဝယ်ကောင်းမှုရှိပါတယ်နော်အဲ့တော့ဒီရရားကိုတခြား9ရဲ့သာသမီရဲ့လုံးလို့ရတယ်ဒီနေ့နဲ့၅ခုလည်းလုံးလို့ရပါတယ်နော်အဲ့တော့ဘာရရားလဲဆိုရင်ဆရာတို့ပေါ့နော်တောက်တော်ကြီး၁၇ခွတ်နော်ဒီဗီဒီယိုလေးကိုတွေ့ရတဲ့နေရာနေစပြီးတော့စပြီးတော့ကတ်လို့ရပါတယ် ်17လပိုင်းရောက်မှကတ်ဆရာမလိုပါဘူးအခုကလေးက17လပိုင်းအတွက်ဆရာတို့เนาะရီမန်းပြီးတော့ကတ်လို့ရပါတယ်ဆရာ17လပိုင်းမှာအစင်ပြေဖို့အတွက်17မီငိမ့်ဖို့အတွက်ဆရာတို့တောက်တော်ရေ17ခွတ်စီမီ17တိုင်ကိုဆရာတို့အခုကလေးကစပြီးတော့ပူဇော်လို့ရပါတယ်เนาะအဲ့ဒါကဆရာတို့ဒီ17လပိုင်းအခုစလုပ်တဲ့ဒီဗီဒီယိုတွေ့ရတဲ့နေရာနေစပြီးစလုပ်လို့ရပါတယ် နှစ်ပတ်တိတိလောက်ရမှာဖြစ်ပါတယ်ဒီရတရားကိုတွေးရနေရနေစပြီးတော့စလုံးမယ်ပြီးတော့ခုနှစ်ရပြည့်ရနေကြရင်နောက်တစ်ခါထပ်လုံးမယ်နှစ်ခါတိတိလောက်ရမှာဖြစ်ပါတယ်လောက်ရမှာကတော့တောက်တော်ရီစက်တက်ခွက်ရဲ့စီမီစက်တက်တိုင်ရဲ့ကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူမယ်ကတ်လူရမယ်အချိန်ရလဲမနက်စက်တက်နာကြီးစက်တက်မိနစ်မှာကတ်ရမှာဖြစ်ပါတယ်တကယ်လို့မနက်ပိုင်းမှာမမီဘူးဆိုရင်ညစက်တက်နာကြီးစက်တက်မိနစ်မှာကတ်လို့ရပါတယ် ခါပဲကတ်ရမှာဖြစ်ပါတယ်မနက်ကတ်ဖြစ်ရင်ကတ်မနက်မကတ်ဖြစ်ရင်လည်းညဘက်ကိုကတ်လူမယ်ပြီးရင်တန်ဘုတ်တွေကာတာကို17ခေါက်ဂုံတော်9ပါးကို17ခေါက်24ပစ္စည်းအချင်းကိုဆရာတို့17ခေါက်ရွတ်ပါမယ်အဲ့ဒါဆိုရင်17လပိုင်းတစ်လလုံး17မိငိမ့်ပြီးတော့အောင်မြင်ချမ်းသာမှုတွေရရှိမယ်တိုးတက်လိမ့်မယ်တထေးဖြစ်မယ်เนาะပြီးတော့ဒီ TA T စုကြီးချဲစုကြီးပေါက်မယ်ဆိုတာကိုဆရာအာမခံပါတယ်ဆရာစီမှာလည်း17လပိုင်းတစ်လလုံးငွေဝင်ကျန်းစေပြီးတော့17မိငိမ့်စေမယ် နော်စက်တဟုံရွှေငွေဆိုတဲ့ယရိယာကိုလာအပ်လို့ရပါပြီယရိယာရဲ့နာမည်ကစက်တလပိုင်းတလလုံးငွေဝင်ကျန်းစီပြီးတော့စီဝါတက်စီမဲ့စက်တစက်တဟုံနော်စက်တဟုံရွှေမီငွေမီဆိုတဲ့ယရိယာကိုဆရာကိုယ်တိုင်းတေချာစီမံပြီးတော့ပြုလုပ်ပေးနေပါတယ်ယရိယာအချက်နဲ့ဆိုရင် Viber တို့ Messenger တို့ Telegram တို့မှာဆရာနဲ့ဒိုက်ရိုက်ဆက်သွယ်ပြီးတော့ယရိယာအပ်လို့ရပါတယ်စက်တဟုံဆိုတာဆရာတို့စက်တမီငိမ့်တဲ့ကာလာတွေကိုရောက်လာတဲ့အချိန်မှာမိမိရဲ့ စာတာကိုဆရာစစ်ပြီးတော့မှအပူတော်ကားတွေအားလုံးဖြောက်ပြက်ပေးမယ်အစင်မပြေမှုတွေအားလုံးကိုဖြောက်ပြက်ပေးမယ်ယရိယာကြီးလှုပ်ပြီးတော့ကံမြင့်ကံတက်လက်ပွင့်လက်ရှင်တဲ့ယရိယာကြီးကိုဆရာကပြုလုပ်ပေးမှဖြစ်လို့ဆရာစီမှာအခုပဲရုံရုံကြီးကြီးနဲ့ဆက်တလပိုင်းအတွက်ယရိယာအစီမံနေလာအပ်လို့ရပြီဆိုတာကိုဆရာထူးမြောင်ကနေပြီးတော့ပြောခြင်းပါတယ်ဆရာစီမှာဆက်တလပိုင်းအတွက်ဘေးရင်မေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော်မေးလို့ရတယ်အချားမြင့်မေးလို့ရတယ်ဆိုင်နံပါတ်ပေးလူနံပါတ်ပေးတွေလည်းမေးလို့ရပါတယ်ပြီးတော့ဆရာစီမှာဒီဆက်တလပိုင်းအတွက်เนาะအစွမ်းထက် ရွှေရွှေဖျောင်းနိုင်တလားသာအစီမံရွှေလက်ကြီးဆိုတဲ့ဈေးဖျောင်းနိုင်ကိုလည်းလာပြီးတော့ဝယ်လို့ရပါတယ်လို့ဆရာပြောချင်ပါတယ်ဆရာဒီနေ့အရေးကြီးရလေးပြောချင်ပါတယ်အဲ့ဒါကတော့အခုကြည့်နေတဲ့သူတွေအကုန်လုံးဒီဗီဒီယိုလေးကို share ထားပေးပါများများလေး share ထားပေးပါတခြားခုနှစ်ရဲ့တာသမီကြီးလည်းတွေ့အောင်လို့များများလေး share ထားပေးပါပြီးရင်ဆရာရဲ့ TikTok account Facebook account ကိုလည်း like and follow လေးလုပ်ထားပေးပါ like လုပ်ထားပေးပါ follow လုပ်ထားပေးပါဒါမှဆရာတရက်တစ်ခါတင်ပေးတဲ့နေ့စဉ်ရည်ရည်တွေနဲ့ ပီရင်တွေကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကွန်မန့်မှာလည်းမိမိနေနံကိုရေးခဲ့ပေးပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆရာဆုတောင်းပေးပါတယ်အဲ့တော့ခொနီယာသားသမီးအားလုံးเนาะအခုလာမယ့်17လပိုင်းမှာစတမီငိမ့်ကြပါစေချမ်းသာအောင်မြင်တိုးတက်ကြပါစေလို့ဆရာထူးမြတ်ဝါနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်